ချွန်းတော့တို့မြန်ကန်ကောင်းချက်တော့အင်းရှိကငပြောပင်တွေကငပြောသီးတွေတိနေလိုက်တာမြန်တခိုင်အဖီးဆဲပြီးဆောင်ငပြောပင်စီကအသီးတွေကိုမနိုင်တော့လို့အမြင့်ကပြုတ်ထွက်တော့မလို့ရိုင်းနေနေတယ်ဝလုံးနှလုံးကိုအဖျားမှကြက်ချီခက်ပြီးအပင်ကိုထောက်ထားရတယ်တိနေတာတပင်နဲ့မဟုတ်ဘူးငါးပင်ကြီးတောင်မှထွက်လာတဲ့အသီးတွေကလည်းတလုံးကိုဒရောင်လောင်နီးနီးရှည်တယ် အယောင်ကနီညိုယောင် တချို့ကရွှေငပြောလို့လည်းခေါ်ကြတယ်။ပေတတိကြီးတတာလို့လူတွေကပြောကြတယ်။ပေပင်ကတတိတိပြီးရင်သေးတယ်။နောက်မသေးတော့ဘူး။ကြီးကန်းငှက်မတွေကလည်းတသားပဲမွေးပြီးနောက်မမွေးတော့ဘူးလို့ပြောကြတယ်။ငပြောကြတော့ဘယ်လိုပြောရမလဲမသိဘူး။ငပြောလဲတခါတိပြီးရင်သေးတာပဲ။ ထွန်းတောက်ကန်ကောင်းတာကအဲ့ဒီတီးနေတဲ့ငပြောပင်အောက်ကပဲပင်တက်ကလေးတွေထွက်နေတယ်။လက်ရှိတီးနေတဲ့ငပြောသီးတွေကမှဲ့တဲ့အချိန်မှာဒီထွက်နေတဲ့ပင်ပြိုကလေးတွေကနောက်ထပ်အသီးလိုက်မှဆိုတော့ဝမ်းသာစရာပေါ့။ဒီလိုငပြောပင်မျိုးကတော့မကွေးမှရှာမှရှာငပြောပင်မျိုးဖြစ်တယ်။မကွေးမှရှိတာကရင်မောင်စိမ့်ခေါ်တီးမွေတငယ်တော်ဖီချံရခိုင်ငပြောပင်ဖြစ်တယ်ဒီလိုရှင်ငပြောမွေငပြောတွေရှိကိုမရှိတာဒါကြောင့်သူ့အိမ်ရှိက ဖြတ်သွားတဲ့လူတွေကဒီငပြောပင်ကအသီးတွေကိုငင်းငင်းပြီးကြည်နေလို့ လမ်းသွားရင်ခလုတ်တိုက်မိကြတယ်လူတွေများပြောပါတယ်ကံကောင်းကျင်တော့ဒီငပြောပင်တွေကသူ့အိမ်ရှိကိုအလိုလိုရောက်လာတာရောက်လာပုံကထူးဆန်းလုံလို့ပြောပြရအောင်မယ်မြန်မာနိုင်ငံအတွင်းနာကိမုံတိုင်းကြားရလာတာတော့သတိရသေးတယ်မဟုတ်လားအဲ့ဒီမုံတိုင်းကြီးကြတော့မကွေးမျိုးကရခိုင်နယ်နီးတော့အဖျားခက်ခံရတယ်လေပြင်းမုံတိုင်းတွေကြမိုးတွေမချိမဆန့်ရွာတော့ကျွန်တော်တို့ရက်ွက်ရီလွှမ်းသွားတယ်မြို့ဟောင်းရက်ွက်ဆိုတာကမြေနေပိုင်းတွေကန်တာတန်ကီနဲ့စစ်တပ်က စီးစင်းလာတဲ့မိုးရေတွေကအထက်မှာစနစ်တကျဖောက်ချထားတဲ့ရေမြောင်းကမရှိတော့ကျွန်တော်တို့ရက်ွက်တဲ့အေယာဝတီမြက်စီးစင်းလာတယ်။အဲ့ဒီငပြောပင်တွေကအဲ့ဒီမိုးရေတွေနဲ့အတူပါလာပြီးထွန်းတောက်အိမ်ရှိရောက်တော့ဘဲမှမရွေပဲတောင်တင်နေရမှအကျိုးပေးခြင်းတော့ထွန်းတောက်ကကောက်ဆိုင်ထားလိုက်တာမှလည်းအပင်တွေက ရှင်သန်ပြီးစီးပွားဖြစ်နေတော့တာပဲ။ချမ်းသာတဲ့လူတို့ချို့ကသာသနာပွဲကိုဇေဒီပုံတရံတင်ခြင်းတော့ထွန်းတောက်ရဲ့ငပြောသီးကိုတဖြီးတောင်းနှထောင်ပေးပြီးဝယ်ရတယ်။ထွန်းတောက်လူများငပြောသီးအချိန်နဲ့ခေါင်းမော့နေတာ။ မြေကြီးကိုတော့မကြည့်ရတော့ဘူးမပြောသေးမရောင်ရပြီလားဆိုရင်ကျွန်တော်ကိုလာလာပြီးကြွားတာကတော့အမောကြွားမယ်ဆိုရင်လည်းကြွားလောက်ပါတယ်ဗျာကျွန်တော်ကသူငပြောပင်စိုက်မယ်လို့တော့မစိုက်အောင်တားခဲ့မိသေးတာကိုဟေ့ကောင်ထွန်းတော့ငါတို့အမျိုးထဲမှာငပြောပင်ဘယ်သူမှမစိုက်ဘူးငါတို့ဘိုးဘေးဘီပင်အားလုံးဘယ်သူမှမစိုက်ခဲ့ဘူးမင်းကြာမှစိုက်မယ်ဆိုရင်ခိုက်လိမ့်မယ်နော်ငပြောပင်စိုက်မိလိုက်ပါသားမျိုးရိုးရှိနေတယ်နောက်ပြီးငပြောပင်ဆိုတာဥယျာဉ်ခြံမြေထဲမှာပဲစိုက်ရတာ မဆိုင်နဲ့နှုတ်ပြလို့ကျွန်တော်ကတားခဲ့တာကို။အော်ပြောအောင်မယ်ဗျာ။အဲ့ဒီထွန်းတော့ဆိုတဲ့ကောင်ကကျွန်တော်ရဲ့တူတော်တယ်။ကျွန်တော်ရဲ့အဖေညီကိုဝမ်းကက်ကမွေးတာ။ကျွန်တော်မွေးထားတဲ့တားအကြီးဆုံးနဲ့မှတက်တူရွယ်တူပဲ။ကျွန်တော်အိမ်ရဲ့အနောက်ဘက်ချမ်းတစ်ချမ်းမှာနေတယ်။ဝိုင်းပိုင်ချမ်းပိုင်လှုပ်ရည်ကိုင်ကောင်းတယ်။လမ်းထဲမှာရှိတဲ့တက်တူရွယ်တူတွေထဲမှာတော့ကိုတူးကိုချုံပြီးချမ်းသာနေတဲ့ကောင်ပေါ့။ကိုပိုင်ချမ်းထဲမှာသုံးပင်အင်ကြီးစောက်ပြီးမြေလွတ်မှာကြက်ချံစောက်ထားတယ်။ကြက်ချံကနှစ်ထက်အောက်ထက်မှာဥစားကြက် အပေါ်တက်မှာတော့တားဆချက်တရားလောက်ထားတယ်။အဲ့ဒီချက်တွေအားလုံးကိုအစိုးရစိုက်ပျိုးမြေဌာနကနေတဆင့်မှားထားရတာဆိုတော့ချက်မျိုးကောင်းနေပေါ့။သူဝယ်ထားတော့ကအကောင်ပေါက်ကလေးတွေ ်မွေးမြူရေးကြက်အကြောင်းကိုဒီကောင်ကောင်းကောင်းနားလဲတယ်မွေးကစားကြက်အပေါက်ကလေးတွေကိုပဲအထီးအမှားကောင်းကောင်းရွေးတတ်တယ်ခွဲကြတတ်တယ်တိတ်ပန်ကြီးကြက်ကြလည်းမွေးတတ်တယ်ကိုယ်တိုင်ကြက်တွေကိုစေးထိုးတယ်အစားအစာရေးကိုစနစ်တကျကျွေးတယ်ဒီတော့သူ့ကြက်တွေကဖြစ်တာပေါ့မကွေးမှာတားတက်လိုက်စင်ရတဲ့ကလားတွေကသူ့စီကကြက်တွေကိုဝဲဝဲတယ်ဘလို့စေးတွေမြန်ကျွေးလည်းမသိဘူးအကောင်ပေါက်တွေကသုံးလာဆိုရောင်းရပြီသူလည်းမွေးထားတော့စီးပွားရေးကောင်းကောင်းဖြစ်ပြီပေါ့ ။ဥစားချက်ဆိုရင်လဲကြက်မတကောင်ကိုတုံးလာပဲထားတယ်။ဥဥကိုလဲစေးထိုးပြီးဥခိုင်းတာအစာကျွေးပြီးဥခိုင်းတာဥနေတဲ့ကြက်မတွေကိုလဲတုံးလာပြည့်ရင် တားတက်တဲ့ထဲထည့်ရောင်းနေမိဘအာမကိုပဲကိုထူးကိုချွန်သမားဆိုတော့လမ်းထဲကလူတွေကိုဘယ်သူမှလူမထင်တော့ဘူးဘဝင်မြင်လုံးလို့သူနဲ့သူ့ဇနီးသားသမီးတွေကိုဘယ်သူကမှမဆက်ဆံမပေါင်းသင်းကြတော့ဘူးရက်ွက်ထဲမှာလူငယ်တွေကတာရေးနာရေးအသင်းဖွဲ့ထားပေမဲ့မဝင်ဘူးသူ့အလူလောက်ရင်တခြားရက်ွက်တွေကလူတွေကိုပတ်စံပေးပြီးငှားလို့တယ်ရက်ွက်ဥက္ကဋ္ဌကိုတောင်မဖိတ်ဘူးသူ့စိတ်ထဲမှာဒီလမ်းကလူတွေကသူ့လောက်အရေးရှိမရှိဘူးလို့ယူဆထားပုံပေါ်တယ် သူ့အိမ်နောက်ဖက်တွင်ကျွန်တော်တို့မျိုးဟောင်းရက်ကဥက္ကဋ္ဌရဲ့အိမ်သူ့မြောက်ဖက်မှာနိုင်ငံတော်ကချီးမြှင့်တဲ့စူကာယေတီရှုတသိက်စု၅ခုရှင်စိုးပေတူဆိုင်အဖွဲ့ရဲ့အိမ်တောင်ဘက်မှာလမ်းမကြီးအရှိတ်ဘက်ကမကွေးတည်ရဲစခန်းဒီလူတွေထက်သူကပိုတော်တယ်ထင်နေတာ ိုင်းကြည့်ပါအောင်ဘဝင်မြင့်ချက်ကတော့ကန်းကုန်ပါပဲမြင့်မယ်ဆိုရင်လည်းမြင့်လောက်ပါတယ်ချက်ကရငပြောတိကရဘာပဲထလောက်လို့သူ့လုံးသမျှစီးပွားရေးကဖြစ်နေတော့ဘဝင်မြင့်မယ်ဆိုရင်လည်းမြင့်လောက်ပါတယ်အသက်ကလည်း20ကျော်ဝန်းကျင်လုံးသမျှအောင်မြင်နေတော့အပြစ်မပြောတာတော့ပါဘူးရှေးထုံးလည်းမပယ်နဲ့ဈေးထုံးလည်းမလွယ်နဲ့လို့ရှေ့လူကြီးတွေကမိတ်ဆိုစကားတွေကသူနဲ့ကြာမှပြက်ကုန်ပြီလားလို့ကျွန်တော်တွေးမိတယ်ကောသလမင်းကြီး16ချက်တောင်မှဒီနေ့မျက်မှောက်ခင်မှာမှတ်နေတာတွေ့ရပြီ ဒီငပြောပင်ဆိုင်မိလိုက်ပါသားဆိုတဲ့ဇကားကဘာဖြစ်လို့မမှန်တော့တာလဲလို့ကျွန်တော်တွေးမိခိုက်မှာပဲတတိတတိနဲ့အစိုးကလေးတွေတွေ့တွေ့လာရတယ်ဟေးငါလို့အကောင်ကဘယ်မိဘကူမှမမီခိုပဲကိုချက်တော့ပေါ်ကိုရက်လာတာကွငါလို့ဖြစ်ချင်ရင်ငါလို့တလို့လုံနိုင်အောင်စူးစားဖို့ကွအခုတော့မဟုတ်ဘူးသူများစီးပွားရေးကိုဖျက်လို့ဖျက်စီးဖြစ်အောင်မိမလို့မင်းရညံနဲ့လောက်ကြတယ်ဒီရက်ကွက်ဒီလန်းကအကောင်နေတတ္တိရှိရင်လူချင်းလာခဲ့ရင်ဆိုင်ရကွပစိုးချုံပြီးလက်သီးပုံပြမနေနဲ့ ဘယ်မအေးဝေးမှလူမထင်ဘူးမိုက်တက်ကောင်ထွက်ခဲ့စမ်းဆိုပြီးနည်းနည်းစောစောမှငါကြီးတောင်ဓာကြီးကိုကင်ပြီးသူ့အိမ်ရှိကနေတရက်ကွက်လုံးကြောင်းអော်ပြီးဆဲနေတော့တယ်ကျွန်တော်လဲနည်းနည်းစောစောစီစီထွန်းတော့တယောက်ဘာဖြစ်ပါလိမ့်ပေါ့အဲ့ချေမှုတူနဲ့ထကြည့်လိုက်တယ်ဘယ်သူဘဝရဲလို့နာမည်တက်မပြောပဲတရက်ကွက်လုံးကိုတိမ့်ချုံဆဲနေတယ် တရက်ွက်လုံးမှရှိတဲ့လူငယ်တွေကရက်ွက်ဥက္ကဋ္ဌကဝင်ထိန်နေရတာတွေ့တော့ကျွန်တော်လဲသူတို့နေရရောက်အောင်သွားပြီးလူငယ်တွေကိုတောင်းပန်ပြောဆိုပြီးအကျိုးအကြောင်းကိုသိရအောင်ထုံးတော့ကိုဥက္ကဋ္ဌအိမ်ဧကန်းကိုခေါ်တယ်။ဘာဖြစ်လဲလို့မေးကြည့်တယ်။ကျွန်တော်ချက်တွေလေးတနေ့ဆယ်ကောင်သေနေတယ်။ဘာယောဂါမှလည်းမရှိဘူး။ကျွန်တော်လောက်ချက်တွေကိုဂယူးဆိုင်တာဥက္ကဋ္ဌနဲ့ဦးလေးအသည့်ပဲ။အခုကျွန်တော်ချက်အသေးတွေကိုရောင်းရတယ်ဆိုတော့တော်တော်ကိုရှုံးနေတာ။ထုံတော့ကရှင်းပြတယ်ဒီကိစ္စကိုကျွန်တော်နဲ့ဥက္ကဋ္ဌလည်းသိတယ်ဒီရဲ့ဘိုင်းအတွင်ချက်တွေသေးတာလည်းအမှန်ပဲဖြစ်တယ် နိုးနေပါဦးမင်းကဘယ်သူလောက်တယ်ထင်းလို့တော့အခုလိုတိမ့်ကြုံဆဲနေအောင်မင်းအချုပ်ထဲရောက်လိုက်မယ်နော်ကျွန်တော်ကတော့ဆိုင်းစရာပေတူးအိမ်မဲ့လောက်တယ်လို့ပဲထင်တယ်ဗျာ ဟာဟဲ့ကောင်ရသူ့လောက်ရအောင်မင်းနဲ့သူကကြောချင်းကဝင်းထရံပဲချတာပါမင်းကလုံလုံချုံချုံကာထားတယ်မဟုတ်လားနောက်ပြီးသူကဆိုင်းเสียမင်းနဲ့စီးဝါပြိုင်ပဲလည်းမဟုတ်ဘူးဘာအကြောင်းလဲမှမင်းချက်တွေကိုတတ်မှလဲနောက်ပြီးဘလိုနီးနဲ့တတ်မှလဲကြက်တက်တာကလွယ်တယ်ပြောင်းမှုစိတ်ကိုအင်တလင်းကြီးစိန်ပြီးကြက်ချန်နေပြစ်လိုက်ရင်ကြက်တွေစားလို့သိနေနိုင်တာပဲနောက်ပြီးပြောင်းမှုစိတ်ဆိုကြက်တွေကတိတ်ကြိုက်တာ မင်းပြောတာဟုတ်တယ်ပဲထားပါတော့။ဘာအကြောင်းနဲ့မင်းစီးပွားရေးကိုပြက်အောင်လုပ်ရမှာလဲ။ကျွန်တော်ကကြက်ချံကိုထုံးနေဖျန်းနေ။ကြက်တန်းတွေမရှိအောင်ဆေးတွေဖျန်းတော့ကြက်တန်းတွေကသူတို့အိမ်ဘက်ကိုကူးသွားတယ်လို့သူတို့ကထင်နေတာ။ဒီရက်ပိုင်းမှာသူမကြီးနဲ့သူညီတွေရတာကျွန်တော်ကြက်ချေးတွေကြောင့်တွေရတာဆိုပြီးဟိုတနေ့ကစကားများနေကြသေးတာ။နောက်ပြီးသူ့အလုပ်သမားတွေကပြန်ကြတယ်။ပညာမတက်ဘာမတက်နဲ့စိုင်းတီးဖို့ပဲတက်တာရဲ့။ ူထမင်းကိုစားနေတဲ့လူမိုက်တွေဆိုတော့သူခိုင်းတာအကုန်လုံးမှာပေါ့ရုံးမလာတော့စုံမျိုးမရှိတော့ခိုးရုံမလုံးနဲ့မင်းအထင်နဲ့စုံမပြောနဲ့မင်းအသက်လူပြောရအောင်ပြောင်းမှုစိတ်ဗနဲ့စိတ်တွေလဲတက်တယ်ပြတယ်ဟာဦးလေးရလဲဗျာကျွန်တော်မှာကြက်အကောင်ကြီးကယာနဲ့ချီရှိတာလေပြောင်းမှုစိတ်၁၀စီးလောက်ကတော့သူတို့ဖို့နန်းတော်မစုံဟဲ့ကောင်ငါစကားနွားရတိတ်မပြောနဲ့ပြောင်းမှုစိတ်၁၀စီးတဲ့ပြစ်တာလို့မင်းဘာအထောက်ထားနဲ့ပြောမှာတော့၁၀စိတ်ထဲကြုံရင်၁၀ကောင်ထက်ပိုသေးမှာပေါ့ဗျာ အခုဟာကဆယ်စစ်ပြည့်လို့ဆယ်ကောင်သေးတာပေါ့ထုံတော့ကချေချေမြင့်မြင့်ပြောလာတော့ကျွန်တော်နဲ့ဥက္ကဋ္ဌလည်းနဝိန်တိန်အောင် ဖြစ်သွားရပြီသူပြောတာဟုတ်များဟုတ်နေမလားပေါ့ဒီလိုနဲ့ကျွန်တော်တို့အခြေအနေတင်းနေတော့ထုံတော့စီကြက်ဝင်နေတဲ့ဖောက်တဲ့အမီနာရောက်လာတယ်ဂမ်မီယာဆန်ဆန်စကားတွေကြားရတော့တာပဲဟဲ့ထုံတော့ငါတို့ရက်ွက်ကစတုတ္ထိတာကြွေးဖို့ကြက်အချိန်30လိုတယ်အဲ့ဒါနင့်စီမှာရနိုင်မလားဒါနဲ့ပြောရအောင်မယ်နေလုတ်ပုံကမဟုတ်သေးဘူးနော် ဆိုင်မစင်ဘုံမစင်အမီနာကထုံးတောက်ကိုနင်းလုတ်ပုံနေမဟုတ်သေးဘူးလို့ပြောလိုက်တော့အလိုလိုမှဒီနေ့မနဲ့အစင်မပြေနေသည့်ထုံးတောက်အနာဘောဒုတ်ကြသွားပြီးစောစောစီးစီးပြဘာဒီကျောက်ကမဟုတ်တာလုံနေလို့လဲလို့မကျင်တတ်တဲ့အတန်နဲ့မေးတယ်။နင်းကကြက်တွေကိုလေဥတွေအသေးတွေအမြစ်တွေကိုနှုတ်ထားတော့ငါတို့ကရှုံးတာပေါ့ဟဲ့။ကြက်မြစ်ကြက်သေးကလေးရောင်းရမှငါတို့မှထမင်းမိုးကလေးဟင်းမိုးလေးဖားတာ။နင်းကအဲ့ဒါတွေနှုတ်ထားတော့ငါတို့မှအခက်တွေ့တာပေါ့။ ဒီတခါတော့နေနှုတ်မယူနဲ့။ဟာဗျာစောစောစီးစီးဘာတွေလာပြောနေတာလဲ။ကျုပ်ကဘာဖြစ်လို့အသေးအမြစ်တွေကိုနှုတ်ရမှာလဲလို့ပြန်ပြောတယ်။အေးငါလဲထင်တာကြက်အမွေးတောင်မှငါ့အိမ်ရောက်မှနှုတ်တာ။ဒါပေမဲ့နေ့ကျက်တွေကဦးရီအသေးတွေမပါဘူးဟာ။ဟာဗျာပောက်ပောက်ရှာရှာ ဒီမှာတနေ့ကျက်ဆယ်ကောင်သေးလို့စိတ်ညစ်ရတဲ့အထက်ခမည်းကတမခေါင်းကိုတပြင်းပြင်းကုပ်၍စိတ်ညစ်သွားသည့်ထုံတော့ကပြောသည်အေးနင်းသိအောင်ပြောလိုက်မယ်ငါတို့ကဟာလာလုတ်ပြီးမှကျက်ကိုရောင်းတာအခုဟာကနင့်ကိုအားနာတာကတကြောင်ဈေးကလည်းပေါချောင်ကောင်ရတာနဲ့ဝယ်နေတာအခုတော့နင်းကျက်တွေသေးမှပေါ့ဘိုက်ထဲမှာဥအသေးတွေမှမရှိတာပဲအဲ့ဒါလို့အမီနာကကျက်ဝမ်းဘိုက်ထဲမှာဥအသေးများမပါကြောင်ပြောလိုက်ရာကျွန်တော်စိတ်ထဲတော့တမျိုးဝင်သွားတယ် အိမ်တောင်ဘွက်တွင်မကွေးတွင်ရေစခန်းရှိသည်ထိုရေစခန်းတွင်အီယာမကြီးမားလာသောရေကန်ကြီးရှိတယ်ထိုရေကန်ကမိုးရင်းအခါရေရှမ်းပြီးနှွေးနှစ်ဆောင်တွင်ရေမရှိအေးတဲ့ခန်းကြောင့်ခြုံပုံများရှင်တန်တယ်ထိုခြုံပုံများကြားတွင်မွေပေါင်းစုံရှိတယ်ထိုမွေများထဲမှလင်းမွေအဝါရောင်ကိုပြောခြင်းဖြစ်တယ်အဖိုအမနှစ်ကောင်ရှိပြီးနက်နက်၄နာရီ၅နာရီဆိုရင်ထိုမွေနှစ်ကောင်ကကျွန်တော်အိမ်မှာကြက်ချီးများကိုလာ၍စားတတ်တယ်ဟဲ့ကောင်ထွန်းတော့အခုမနက်ကောမင်းကြက်တွေတေးသေးလားတေးနေလို့ကျွန်တော်ဒေါဘနေတာပေါ့ဦးလေးယား အေးဒါဖြစ်သွားကြည့်ရအောင်ဘာကြည့်မလို့လဲဗျမင်းကြက်တွေတွေထဲမှာဥရီအသေးတွေရှိသလားလို့ပေါ့ကွာပေါက်ပေါက်ရှာရှာကျွန်တော်ကြက်တွေကဆုံးကဝေတွေလားဗျာဥအသေးမရှိပဲနေမလားကိုင်းမှာငါတူရာသွားကြည့်ရအောင်ပါလို့ပြောပြီးထွန်းတောက်ရဲ့ channel ကိုကျွန်တော်တို့ထွက်လာခဲ့တယ်ဥက္ကဋ္ဌနဲ့အမီနာလည်းလိုက်လာတယ်ကြက်ဆယ်ကောင်ကမာတောင်းရွေနေတယ်နက်နက်3နာရီ4နာရီလောက်ကတေခဲ့ပုံပဲကျွန်တော်ကကြက်မတကောင်ရဲ့ဖင်ဆက်အိုးကိုကြည့်လိုက်တယ်ဆအိုးပွင့်နေပြီးမချိမဆန့်တေသွားရခြင်းပဲဖြစ်တယ် ထွန်းတောက်ဗျာမနဲ့၃နာရီလောက်ကကြက်တွေဝယုံ၃ငါးတန်မကြားရဘူးလားမကြားဘူးဘာတမ်းမှကိုမကြားရတာကွာအေးဒီလိုဗျကရုတ်ကရုတ်ဆိုတဲ့အတန်တော့ကြားရတယ်ဆူဆူညံညံနေတော့မဟုတ်ဘူးအေးဒါဖြစ်ဒီနေ့ညမေးမအိပ်ဖဲတရက်ခန်းကိုစောင့်ဖမ်းပြီးတော့ဗျာမနဲ့3နာရီဒါမှမဟုတ်ရင်4နာရီလောက်လင်းမွေနှစ်ကောင်မင်းချန်နယ်ကိုဝင်လာလိုက်မယ်အဲ့ဒီကောင်ကြီးလက်ချက်ကွာ ဘာလဲဦးလေးယာကျွန်တော်တို့ရက်ကွက်နဲ့ရဲစခန်းဖြက်ဖြက်သွားနေတယ်ဟိုလင်းမွေနှစ်ကောင်ကိုပြောတာလားအေးဟုတ်တယ်နည်းနည်းလင်းရကြီးအချိန်လင်းမွေကရင်ဖြည့်စေးမရှိဘူးတေတတ်တယ်အခြားအချိန်တွေဆိုရင်တော့လင်းမွေကိုမကြောက်ရဘူးဤလင်းမွေတွေကကျွန်တော်တို့ရက်ကွက်နဲ့ရင်းနှီးနေပြီးဖြစ်တယ်ထိုနှစ်ကောင်ကကျွန်တော်တို့ရက်ကွက်ထဲကိုဝင်ကျင်တဲ့အချိန်ဝင်ထွက်ကျင်တဲ့အချိန်ထွက်နေကြတာမွေအရှိမလက်ကုတ်တစ်ဖောင်ရှိပြီးအတုပ်မှ၃လက်မလောက်ရှိတယ်ခလေးလူကြီးဘယ်သူကမှမကြောက်ရံလည်းမပြုတ်သလိုထုံးဝင်နှစ်ကောင်နဲ့ကျွန်တော်တို့ရက်ကွက်က အပေါင်းအသင်းတွေဖြစ်နေကြပြီကျွန်တော်တို့လည်းကြက်တကောင်ရဲ့ရင်ကိုခွဲကြည့်လိုက်တဲ့အခါအမီနာပြောတကယ်သို့ပင်ဦးနဲ့အသေးများမရှိတော့ဒီကိုတွေ့ရလေတယ်ကျွန်တော်ဤစိတ်ထဲမှာငါပြောပင်စိုက်မိလိုက်တဖာကိစ္စစပြီဟုထင်မြင်ယူဆလိုက်တယ် ID ခစ်တင်လူဖြစ်လာတော့ခလေးများနဲ့မငင်းမခုန်ခြင်းသဖြင့်ရင်ကုန်နှုတ်ပိတ်နေလိုက်ခြင်းပဲဖြစ်တယ် kling 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 ညနှစ်နာရီတွင်နှိုးဆက်တန်းကစူညံသွားကြရသဖြင့်ကျွန်တော်အိပ်ရာမှလူလဲထားလိုက်တယ်ဟိုကောင်တောက်ထုံးကဝရိယရှိတယ်လောက်လေးတစ်ချောင်းနဲ့မှောင်ရိပ်မှထိုင်နေတယ် ကြက်ချံမှာ90ဝက်မီလုံးဤအလင်းရောင်ကြောင့်ကြက်များကိုကောင်းစွာမြင်နေရတယ်။ဘဇက်ကိုလက်ညှိုးတစ်ထောင်းပြည့်ပိတ်၍ကျွန်တော်ကိုအတန်မထွက်ရန်သတိပေးသဖြင့်ငြိမ်သက်သွားတယ်။ထွန်တောက်ဤအနီးသို့ကျွန်တော်ဝင်ထိုင်လိုက်တယ်။သူ့လက်ညှိုးထိုး၍ညွန်ပြတဲ့နေရာကိုကြည့်လိုက်တဲ့အခါလင်းမွေနှကောင်ကဝါးရမ်းပေါ်မှာအိတ်နေပြီးဥနေစေကြက်မများရဲ့အောက်ကိုရောက်နေသည်ကိုတွေ့မြင်ရတယ်။ လင်းမွေနှစ်ကောင်ကတကောင်လျင်ကျမတကောင်စီအောက်ကိုရောက်ရှိနေပြီးကျမရဲ့ဖင်ဆအိုးရှိရာသို့တဖြည်းဖြည်းရှေ့သွားပြီးတဲ့နောက်ကျမရဲ့ဖင်ဆအိုးအား၎င်း၏ရှာဖြင့်တုတ်ထီလေသည်ကိုတွေ့မြင်ရတယ်။ကျက်များမှရားသဖြင့်ဖင်ကိုဟိုရွှေ့တီရွှေ့လုံနေတယ်။ဗဇက်မှလည်းကရကရလို့អော်နေပြီးနေရပြောင်းရွှေ့သွားတယ်။အဲ့ဒီအခါဖင်ကိုတုတ်နေတဲ့မွေကနောက်မှလိုက်သွားပြီးထက်၍တုတ်နေပြန်တယ်။ ကြတော့ကျမတွေကမနေနိုင်တော့ပဲဥကိုဥရီချလိုက်ရတယ်။ထိုးဥချလိုက်သည့်ဥများကကျမ်းမြေပေါ်သို့မရောက်ဘဲမွေးပစက်ထဲသို့ကျရောက်သွားတယ်။မွေးကကျုပ်များကိုမြိုပြီးတဲ့နောက်ပွင့်နေတဲ့ကြက်ကြီးဖင်ဆက်အိုဝအနာကိုကပ်ပြီးရှာကြီးကိုကျမရဲ့အတွင်းထဲသို့အတွင်းလိုက်တယ်။ကရ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 ဖြောင်းလိုက်သည်လဲ။ ထွန်းတောက်ဤလောက်စလုံးကကျမဤဖင်ကိုမော့၍စုံနေသောလင်းမွေဤခေါင်းကိုဖောက်ထွက်သွားလေတယ်။မွေးနှကောင်ကိုနှစ်ချက်ပဲပြစ်လိုက်ရတယ်။နှစ်ကောင်လုံးဥကောင်းပပြင်းထွက်ပြီးကျမ်းမြင်ပေါ်တွင်လူးလှိမ့်နေတယ်။ထွန်းတောက်ကတော်တော်လှင်နေအနားတွင်ရှိတဲ့ထင်းကုတ်ဓမ္မကိုယူ၍မွေးနှကောင်လုံးဤခေါင်းကိုဖြတ်ထုတ်လိုက်လေလေ။ မွေးနှကောင်ဤတဝုံဝုံလှိတ်နေသောအတန်နှင့်အတူကြက်တွေလည်းလန့်၍អော်သည်ဖြင့်ကျွန်တော်တို့တရက်ွက်လုံးសុញញံသွားလေတော့တယ်မွေးနှကောင်သေးပြီဖြစ်သည်ဖြင့်ကျွန်တော်လည်းနှုတ်ဆက်ပြီးအိမ်တို့ပြန်လာလိုက်တယ်မွေးသားများကိုမိမိတခါစားယူပြီးလမ်းထိပ်တွင်အရက်ဆိုင်သို့သွားရောက်ရာ၃000ကျပ်ရရဲလို့ကြားတယ် ညနေပိုင်းတွင်ငပြောပင်အောက်မှဘီယာနှင့်မွေသားကိုမြည်၍စားတောက်နေသည်ကိုတွေ့မြင်ရတယ်။ထုံမွေသားစားပြီးတဲ့နောက်မှသတင်းများတွင်စီးပွားပြည့်မွေးမြူလောက်ကင်စားတောက်သူများရက်ွက်ထဲတွင်မွေးမြူရေးမလုပ်ရဘဲမြို့ပြင်သို့ထွက်ပြီးမွေးမြူရန်ပါလာကြောင်းထွန်တောက်တယောက်တရက်ကွက်လုံးစာပစ်ခံရပြီးကြေးမုံနဲ့မြမအလင်းသတင်းစာတို့မှာလူရုအော်တန်အခန်းတွင် ဖော်ပြခြင်းခံရတာကကြောင့်မျိုးနှစ်သုံးပိုင်းဝေးသောစားတိုင်ကန်ရွာဘက်သို့ ကြက်ချံကိုပြောင်းရွှေ့သွားလေတော့တယ်ထိုနေရာတို့ရောက်တော့ကြက်တွေလည်းပျောက်ကုန်တယ်နာရွေးလည်းသေးတယ်စီးပွားလည်းပြက်လာတော့ငါပြောပင်နေခုတ်ပြဲလို့ပြောတော့လေလင်မယားနေအောင်စလုံးကလက်မခံထားမြဲထားကြတယ်မွေသားတွေစားပြီးထုံးနောက်တယောက်တရှောင်ရှောင်ဖြစ်ပြီးကျမ်းမာရေချွတ်တဲလာတယ်တနေ့တခြားပိန်ရွေးလာပြီးမွေသားစားပြီးသုံးလအကြာမှာတော့ငှဖျားလိုလိုပန်းနာရင်ကြက်လိုလိုဖြစ်ပြီးစေးုံတက်ရတယ်စေးုံပေါ်တွင်တလကြတဲ့အခါငှဖျားစည်းများအစားလုံးပြီးတေဆုံးသွားတော့တယ်ယောက်ျားတေဆုံးတဲ့အခါမိန်းမမှခလေးနှစ်ယောက်ဖြစ်လောက်ကင်မစ ားတတ်လေရာတငယ်ချင်းလင်မယားနှစ်ယောက်ကိုအိမ်ငှား၍မိသားစုနှစ်စုအတူနေထိုင်ကြတယ်ဈေးဘိုးကလေးချောင်းချောင်းလဲလဲရနေတော့နှလုံးတိုင်ဆိုင်ဖွင့်၍ရောင်းရာတငယ်ချင်းယောက်ျားကကူ၍ရောင်းချပေးလေရာကျိုးချင်းထားကျိုးချင်းညီအိုးချင်းထားအိုးချင်းညီဆိုသလိုမယားရှိလင်နဲ့ဖောက်ပြန်တယ်မယက်ကြီးကသိရှိတဲ့အခါအိမ်ပေါ်မှဆင်းသွားရေထိုယောက်ျားအားထွန်းတောက်ဝီမိန်းမက အပိုင်သိမ်းလိုက်တယ်တနေ့တွင်ပန်ဝင်းကျင်ရှိသတင်းပေးချက်အရရဲများကဝင်ရောက်ဖမ်းဆီးရာနှစ်ယောက်စလုံးမိ၍အဖမ်းခံရတယ်ထွန်းတောက်ဝီမိန်းမလည်းထိုချဲတီကိုမိမိတယောက်ထဲရောင်းချ တယ်လို့ဝန်ခံသဖြင့်လင်ငယ်ကလွတ်သွားတယ်။ရှေ့နေငှားပြီးတရားရုံးရင်ဆိုင်ရာတွင်ငွေများအဖက်ဖက်မှလှည့်ထွက်နေသဖြင့်အိမ်ကြီးကိုရောင်းချရလိုက်ရလေတယ်။အင်ကြီးသာပြုတ်သွားတဲ့အမှုကမပြီးသေးဒီနေ့အထိလည်းမပြီးသေးနောက်ရောက်လာတော့အင်ရှင်များကအသီးများဝေဝေဆာဆာတီးနေတဲ့ငပြောပင်များကိုခုတ်ထွင်းရှင်းလင်းလိုက်လေတဲ့ရှေးထုံးလည်းမပယ်နဲ့ဈေးထုံးလည်းမလွယ်နဲ့ဟုရှေးလူကြီးသူမတွေကမှတ်သားလောက်သောစကားပုံများထားခဲ့၍ ောဒလာမင်းအိမ်မက်တဆက်6ချက်လဲထားခဲ့တယ်မယုံလို့မရလက်တွေ့ကြုံတွေ့ရသည်ထွန်းတောက်သည်ကျွန်တော်စကားကိုသာနားထောင်ခဲ့လျင်ဤသို့ဖြစ်မည်မဟုတ်ပေမပြောပင်ဆိုင်မိလိုက်ဖတ်သာဆိုသောရှေးကပညာရှိများတားမြစ်ခဲ့သောစကားကိုယုံကြည်ခဲ့လျင်ဆိုလျင်ထွန်းတောက်တယောက်ဤသို့ဖြစ်မည်မဟုတ်ဟုထင်မြင်ယူဆမိပါတော့တယ်ဇလန်းလေးကတော့ဒီမှနဲ့ပြီးဆုံးသွားပါပြီရှင်ယခုလိုစိတ်ဝင်စားဖွယ်အကြောင်းအရာလေးများကိုထမှန်ဖော်ပြပေးသွားအောင်မှာမို့ Dream Channel လေးကိုစောင့်မျှော်နားဆင်ဖို့ မေးလိုက်ပါနဲ့နော်အားလုံးပဲ good night ပါရှင်